ဒီကနေ့အကျန်းဖက်မီဒီယာကနေပြီးတော့အစပြီးတော့ဝါရဖြန့်ရှိလာတယ်ဟာလာဒီဘဲရင်မှာကျောင်းသားကျောင်းသူတွေစတင်နေတာကိုတက်မတော်ကနေပြီးတော့ဘုံချက်ရှင်းလင်းနေဆိုပြီးတော့မဟုတ်မမှန်ဝါရဖြန့်ရှိလာတယ်အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဟိုကျွန်တော်တို့ဒီမောင်နှမ၃ယောက်ကနေပြီးတော့ပြန်ပြီးတော့ပြောချင်တာဒီချိန်မှာဟိုအဖြူစိမ့်ဝှက်ပြီးကျောင်းသားကျောင်းသူတွေစတင်ကြရတဲ့အချိန်ကာလမဟုတ်ဘူးဒီချိန်ကကျောင်းပိတ်တဲ့ယာသည်ပြီးတော့ဒီဘဲရင်မှာပညာသင်ကြားနေရပြောအောင်ပါလေဒီဘဲရင်ကဒါစာမွေးပြန်ဖြေရတဲ့ဟို grade 3ကျောင်းသူကျောင်းသားတွေရှိတဲ့နေရာမျိုးလည်းမဟုတ်ဘူး ဒါကြောင့်မလို့ဒီဖြစ်စဉ်ကြီးကတော့တမင်တက်တက်လောက်ချန်ဖန်တီးထားရဲဆိုရဲအကြောင်းကိုကျွန်မအနေနဲ့ကနဦးပြောချင်ပါတယ်ကိုစောဝိုင်းဘာပြောမလဲအဲဒါကတော့သူတို့ဟာပေါ့နော်ဒီတိုင်းပြည်ကိုနိုင်ငံရေးအမျက်ထုတ်တယ်ပြီးလို့ရှိရင်တစ်ဖက်ကဟိုပေါ့နော်လုံရက်တွေအပေါ်မှာသူတို့ကြာရှုံးနေတာကိုအဲတစ်ဖက်ကလူတွေပေါ့နော်ဟိုကြာရှုံးမှုဖြစ်အောင်တစ်ဖက်ကလူတွေကဒီလိုစာတင်ကြောင်းတွေကိုဘုံကျဲပါတယ်ဆိုတာကိုဖြစ်အောင်လို့လုံချန်ဖန်တီးပြီးတော့မှအောက်တန်းဆန်စွာပြောဆိုနေတာပဲဖြစ်တယ်ညီမလေးနော်အဲဥစ္စာကတင်းမဖြစ်တယ်နော်ဒီဘင်းကြီးက လုံးဝလည်းပညာလည်းဟိုအကြောင်းလည်းမဖွင့်ဘူးပညာသင်ကြားတဲ့ဟိုလည်းမဟုတ်ဘူးညီမလေးပြောလို့ပဲ creative တွေဖြစ်ရတဲ့ဟိုဟာအကြောင်းလည်းမဟုတ်ဘူးပေါ့နော်ဘုကျိုးစိုးပြောလို့ရပါဘူးပြောပါအောင်ကျွန်တော်တို့အဲ့ဒီဒီဘေးရဲ့ခြေနဲ့သိရရင်ဒီဘေးမှာကကျွန်တော်တို့ပညာရေးရန်တွေရက်နေတယ်ပညာရေးရန်တွေရက်နေတယ်နောက်တစ်ခုကကျွန်တော်တို့ဒီအခြားသောဟိုဒီဝန်ဆောင်မှုရန်တွေအားလုံးရက်နေတယ်လက်ရှိတက္ကသိုလ်ဝန်ထမ်းဆောင်မဲ့ပြန်ပြရမယ့်အဲမှာလေဒီဘဲမျိုးမပါဘူးအဲ့ဒီဒီဘဲမျိုးကအဲ့ဒီအကြောင်းထဲမှာဝင်ပြီးတော့စစ်သွေးကြွားတွေကဘုံကြီးထုတ်တယ် အဲ့ဒီဥပမာရှိတဲ့လုံယုံတက်ဖို့မလို့တိုက်ဖို့တော့အဲ့မှာခြေကုပ်ယူနေတာအဲ့ဒီနေရာကိုရှင်းတာရှင်းပလိုက်တာဗျာရှင်းပြောရင်ငါအကြောင်းသားမှမရှိဘူးအကြောင်းသားမရှိဘူးစစ်သွေးကြွတွေရှိလို့ရှင်းတာအဲ့တော့စစ်သွေးကမင်းတို့ရဲ့အလောင်းနေရာဒါနဲ့ပဲမင်းတို့ရဲ့အသက်ကဒါနဲ့ပဲဇီဝေချောရမှာကျဲမယ်ဗျာအကြမ်းမသမားရှိလို့ရှိတဲ့နေရာကိုကျဲတာဒါတိုင်းပြည်ကာကွယ်တာပဲနိုင်ငံတော်အတွက်လုံတင်လုံထက်တာလုံတာဆက်လုံမှာပဲဟုတ်ကဲ့ ဟုတ်ကဲ့ပါဘူးဆိုတော့အဲ့မှာတို့ပုံနေထဲမှာပြထားတဲ့ဒီចောင်းသားចောင်းသူတွေရဲ့ပြီးသွေးစွန်းနေတဲ့ဟိုဓာတ်ပုံတွေရဲ့ဆိုတာအလုံးချံဖန်တီးလိုက်တာအရင်ကတည်းကပါတယ်ဆိုတော့အကိုကြီးမြောက်ပြောသလိုပဲအဲ့ဒီစာတင်ចောင်းမှာတို့ကိုယ်တိုင်တို့ရဲ့ TikTok account နေရာနေပြီးတော့တင်ထားတယ်အဲဒီចောင်းနေဒီစာတင်ចောင်းနေထဲမှာ drone တွေဘုံတွေပြုလုပ်နေတဲ့ video file တွေတို့ကိုယ်တိုင်လည်းတင်ထားတယ်အဲ့ဒီ file ကိုလည်းကျွန်မဒီ video ရဲ့အဆုံးမှာထည့်ပေးထားပါမယ်ဆိုတော့အဲ့လိုမျိုးအကျန်းဖတ်သမားတွေစုဝေးပြီးတော့ လူတက်လက်နက်တွေထုတ်လုပ်နေတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့တက်မလို့အကြက်ဖက်အနေနဲ့ရှင်းလင်းတာဖြစ်ကြအောင်ကိုကျွန်တော်တို့အနေနဲ့အဲဒါသတင်းမှန်အနေပြီးသူတွေသိရှိအောင်လို့ပြန်ပြီးတော့တင်ပြပေးခြင်းဖြစ်ပါတယ်။ကျွန်အားလုံးကျေးဇူးတင်ပါတယ်။ဟိုတစ်ဖက်ကနေပြီးတော့ဟာလာရုပ်ရှင်ဆန်ဆန်လောက်ကြံရိုက်ခုထားတဲ့ဟိုအရာတွေကိုမယုံကြည်ဘဲနဲ့အမုန်းတရားတွေပြန်မောက်လုပ်နေတယ်မယုံကြည်ဘဲနဲ့ဖြစ်နိုင်ဤမဖြစ်နိုင်ဤဆိုတော့မိမိရဲ့ကိုယ်ပိုင်အသိဉာဏ်လေးနဲ့စဉ်းစားဆုံးဖြတ်နိုင်ကြပါစေလို့လည်းဆုမကောင်းတောင်းပေးပါရစေအားလုံးကျေးဇူးပါမတည်ခဲ့ရင်ပေါ့ ယူနီဖောင်းကိုကြောက်ကြော်လေးဝတ်ပြီးကျွန်တော်အိမ်ပြန်လာမယ်အမေရွေးချယ်ခဲ့တဲ့လမ်းမမကြောင် ဒီပဲရင်မျိုးနဲ့အိုးထိန်ကွင်းကြေးရွာစာတင်ကျောင်းကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲမှုဆရာမចောင်းသားចောင်းသူစုစုပေါင်း20ဝန်းကျင်တေဆုံးပြီး3ဆဲကျော်တန်ရာရတေဆုံးသူအရေအတွက်တိုးလာနိုင်စကိုင်းတိုင်းဒီပဲရင်မျိုးနဲ့အိုးထိန်ကွင်းကြေးရွာစာတင်ကျောင်းကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲချခဲ့ရာဆရာဆရာမနှစ်ဦးအပါဝင်ចောင်းသားចောင်းသူစုစုပေါင်း20ဝန်းကျင်တေဆုံးပြီး3ဆဲကျော်ထိခိုက်တန်ရာရចောင်းဒီပဲရင်မျိုးနဲ့မှကုညီကယ်ဆယ်ရေးလှုပ်ဆောင်သူကပြောဆိုသည် ယနေ့နနက်9:55မိနစ်ဝန်းကျင်ချိန်ဒီပေးရင်မြို့နယ်အိုထိန်ကွင်းရွာအကြောင်းကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာဆ iam မများနှင့်ကျောင်းသားကျောင်းသူကလေးငယ်များပြားထိခိုက်ဒေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်အခုလောလောဆယ်တီးရတာကအလောင်းရတာနဲ့ခန္ဓာကိုယ်အစိမ့်မော်မှာပြတ်ထွက်ကုန်တဲ့အလောင်းတွေအပါအဝင်ဆိုရင်စုစုပေါင်း အလောင်း20လောက်ရှိတယ်လို့သိရတယ်။ဒဏ်ရာရတာလည်း30ကျော်တယ်။ဒဏ်ရာရသူတွေထဲမှာဒဏ်ရာပြင်းထန်သူတွေလည်းပါတော့တေဆုံးသူတိုးလာနိုင်ပါတယ်။အခုကလေချောင်းကနေထက်ပြီးဘုံကျဲလာနိုင်လို့အားလုံးကိုသတိပေးနေပါတယ်ဟုဒီပဲရင်မျိုးနယ်မှာကယ်ဆယ်ကူညီရေးလှုပ်ဆောင်သူကပြောဆိုသည်။ အဆိုပါကြေးရွာစာတင်ကြောင်းကိုဘုံကျဲခဲ့သောတိုက်လီရင်မှာမိတိလာအခြေဆိုင်ရှန်တဲလီတက်မှဖြစ်ပြီးမိတ်29 5တို့အမျိုးအစားတိုက်လီရင်ဖြစ်ကြောင်းသိရှိရသည့်အကျန်းဖက်စစ်ကောင်စီကမေလ6ရက်နေ့မှမေလ31ရက်နေ့အထိအပြစ်ခတ်ရစဲရေးကြီးညာထားတော်လဲနိုင်ငံတော်ဝန်တွင်လေးရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းလက်နက်ကြီးများဖြင့်ပြစ်ခတ်ခြင်းထိုးစစ်ဆင်ခြင်းများကိုလှုပ်ဆောင်လျက်ရှိကြောင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တော်လန်ရေးအဖွဲ့များကသတင်းထုတ်ပြန်ထားသည်